မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်ရန်ကုန်မှာအထက်မြင့်တိုက်ခန်းအငှားစည်းကွက်မကျဆင်းပေမဲ့တိုက်ခန်းအငှားနေသူတွေစိုးရိမ်မှုတွေနဲ့နေထိုင်နေကြရပါတယ်။ဇွဲသည့်သတင်းပေးပို့ထားပါတယ်ရှင်။မက်ရှလာ၂၈ရက်ကသခိုင်းမြို့အနီးကိုဗဟိုပြုလောက်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်မန္တလေးသခိုင်းနေပြည်တော်အပါအဝင် ရှမ်းပြည်တောင်ပိုင်းကအင်းလေအောင်ပန်းဒေသတွေမှာအဆောက်အုံတွေပြိုကျတာ နေအိမ်တွေပျက်စီးတာနဲ့လူထိခိုက်ဒေဆုံးတာတွေရှိခဲ့ပါတယ်။ငလင်ကြောင့်မြန်မာနိုင်ငံတဝမ်းပျက်စီးသွားတဲ့နေအိမ်အဆောက်အအုံပါ9000ကျော်နဲ့ဒေဆုံးသူဥယျာဉ်4400ကျော်ရှိခဲ့ပါတယ်။ငလင်လောက်ပြီးရက်20ကျော်ကြာတဲ့အထိနောက်ဆက်တွဲငလင်ငယ်တွေမြန်မာနိုင်ငံမှာဇက်တိုက်လုခတ်နေပြီးရန်ကုန်မှာအထက်မြင့်တိုက်ခတ်နေထိုင်ကြသူတွေစိုးရိမ်မှုတွေနဲ့နေထိုင်နေကြရပါတယ်။ဆိုရင်တော့အခုဆိုရင်လေဒါနင်းနင်းညံ့ညံ့ ဟိုစိတ်ကထိတ်တလန့်လန့်နဲ့အိတ်နေရပေါ့နော်တခြားနေရာတွေမှာလှုပ်နေတယ်ဆိုပေမဲ့လည်းရန်ကုန်မှာနေရတာလည်းတရမ်းမှာစိတ်ချမ်းသာရတာမရှိဘူးပေါ့နော်ဘယ်အချိန်လှုပ်မလဲတိုက်ခမ်းမှာနေရတာဆိုတော့လေမန္တလေးအဖြစ်အပျက်ကိုကြည့်ပြီးတော့ဒီစကိုင်းတိုင်းတို့မန္တလေးတို့အဲ့လိုလှုပ်တဲ့နေရာတွေရဲ့အဖြစ်အပျက်ကိုကြည့်ပြီးတော့ကိုယ်လည်းကြောက်တယ်ပေါ့နော်အခုဆိုရင်တိုက်ခမ်းစည်းတွေအတက်အကြာတော့ဟို အမတိုက်ခန်းရှင်ကတော့ရှီလာဆိုရင်တော့သူကတိုက်ခန်းစီတက်မယ်ပေါ့နော်တက်မယ်လို့သူကတော့ဟိုရှီလာဆိုမှကတိုက်ခန်းစာချုပ်ပြီးပြီလေပြီးပြီဆိုတော့အဲ့တော့ငါးတောင်းတက်မယ်လို့ပြောရပါတော့အမကတော့ဆက်မချုပ်ဖြစ်တော့ဘူးဘာလို့လဲဆိုတော့တိုက်ခန်းနဲ့မหนีရတော့လို့ဟိုလုံချင်းအိမ်ဖြောင်းဖို့အတွက်စီစဉ်ထားတယ်ပေါ့နော်ငလင်ချောင်းရန်ကုန်မှာအထက်မြင့်တိုက်ခန်းနေသူတွေစိုးရိမ်နေကြပေမဲ့တိုက်ခန်းငါးစစ်ကွက်ကတော့တိတိတသာဈေးရော့သွားတာမရှိဘူးလို့တိုက်ခန်းငါးနေထိုင်သူတွေကပြောပါဗျ ကွန်ဒိုအယောင်းဝယ်ဈေးကွက်မှာတော့အဝယ်နှုန်းကျဆင်းသွားပြီးဝယ်ပြီးသားကွန်ဒိုတွေပြန်လည်ရောင်းချတာတွေလည်းရှိတယ်လို့အဲ့ဒီဈေးကွက်ကနေစုံစမ်းသိရပါဗျ။ဒါပေမဲ့ကြီးမားတဲ့လှုပ်ခတ်မှုမျိုးမရှိဘူးလို့ကွန်ဒိုအယောင်းဝယ်လုက္ကိုင်သူတွေကပြောပါဗျ။ဒီလိုငနေလို့တိုက်ခန်းစည်းတွေကြာသွားတယ်လို့အယောင်းဝယ်ရသွားတယ်ဆိုတော့အချိန်ကြီးရတော့ရန်ကုန်မှာမဖြစ်ဘူး။ဘာလို့မဖြစ်ဘူးလဲဆိုတဲ့အခါကျတော့လက်ရှိနေတဲ့လူတွေအနေနဲ့ကလည်းတိုက်ခန်းမှနေတယ်ဆိုပြီးတော့အမြင့်ကြီးမှဆင်းနေရအောင်လေ။ဟိုရန်ကုန်ရေလိုအိမ်ချမြေစေးခွက်က လည်းမမီဘူးလေအဲ့တော့လက်ရှိတိုက်ခတ်မှာပဲဟိုဖြစ်တာမှဖြစ်သွားပါတော့အဲ့လိုမျိုးနေကြရတဲ့လူတွေများတယ်အဲ့ထက်မှလည်းတိုးတွေလည်းပါတာပေါ့ချက်ချင်းရောင်းထုတ်တာတို့ချက်ချင်းမဝဲတော့ဟာတို့အဲ့လိုမျိုးတော့ဟိုတကယ်နေထိုင်တဲ့လူတွေရဲ့ကြားထဲမှာတော့အဲ့လောက်ထိလှုပ်လှုပ်ရှားရှားမဖြစ်ဘူးမြန်မာနိုင်ငံမှာမတ်လ28ရက်ကလုတ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်တနင်္ဂနွေလုံးအတိုင်းတာနဲ့ဘာသာရေးအဆောက်အအုံပေါင်း3900ကျော် ဖျားစေတီပေါင်9600ကျော်နဲ့စေယုံစေကံပေါင်290ကျော်ထိခိုက်ပျက်စီးခဲ့ပါတယ်။ငလင်လောက်ခတ်ခဲ့ပြီးရပောင်း20ကျော်အကြာဧပြီလ18ရက်ထိလူပေါင်း4400ကျော်တည်ဆုံးပြီးလူ11000ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ DBP data တင်ကကောက်ယူထားတဲ့စီးနွေရသိရပါတယ်။ကျွန်တော်ဇွဲသက်ပါအမိုက်အမိုက်ပုံပေါ့နော်။အမိုက်ပုံနေရာပေါ့။